ကဲပရိသတ်တို့ရဲ့ကျွန်တော်တို့ရဲ့ချစ်တော်ကျော်စွာဝင်းရဲ့ဆရာကျော်စွာဝင်းရဲ့ဆရာကလည်းမနေ့ကပဲဆရာတစ်ပတ်နေရောက်တကယ်ကိုမွေးထိုင်းလက်ဝေးမှာခက်ကြမ်းကြမ်းတွေနဲ့လုံးဝကို fight ခဲ့ကြပါတယ်နေ့ရောက်လုံးကလည်းတကယ်ကိုမင်္ဂလာပွဲတွေဆင်နွှဲခဲ့ကြတယ်တကယ်ကိုနေ့ရောက်လုံးကတိုက်စစ်တွေဖွင့်ပြီးတော့လုံးဝကိုလှဲထုံးနေအနိုင်ရရှိသွားကြပါတယ်ဆရာတစ်ပတ်နေရောက်ကတော်တော်လေးကိုပျော်စရာလည်းဖြစ်တယ်ဝမ်းသာစရာလည်းဖြစ်တယ်ကျွန်တော်တို့ကျော်စွာဝင်းဆိုရင်လည်း ဒီဒီကျဲလို့ဖြစ်သွားပါတယ်မနေ့ကဆိုရင်ထိုင်းမှာလည်းထိုင်းပိတ်တိတော်များကလည်းကြော်စွာဝင်းဆိုရင်အရန်ကိုအားပေးခဲ့ကြပါတယ်တတော်လေးလည်းချစ်ခဲ့ကြပါတယ်ဖက်တက်မှာဆိုရင်လည်းပိတ်တိတွေးကြတဲ့အတိုင်းပါပဲကြော်စွာဝင်းကိုတတော်ချစ်ခင်ကြပါတယ်ချစ်ဖို့လည်းတတော်ကောင်းတာကိုကြော်စွာဝင်းကအေးစစေးလေးနဲ့ထိုင်းမှာလည်းကြိုးဝိုင်းတဲ့ဝင်တော့ကြော်စွာဝင်းဆိုတဲ့လူကဘသူ့ကိုမှတစ်ပြောမှတလားတပါဘူးရုတ်တတိအေးစစေးလေးနဲ့ပြုံးစီပြုံးစီလေးနဲ့တကယ်ကိုထိုးလိုက်ရင်တော့ တခါတည်းကိုလက်သီးတစ်လုံးတစ်လုံးထိုးလိုက်ရင်တကယ့်ကိုမိုးချိုးဖြစ်တယ်လို့ပါပဲသူ့ရဲ့လက်သီးပါဝါလဲကျော်စောင်းဝင်းရဲ့လက်သီးပါဝါလဲတကယ့်ကိုစနိုက်ပါဖြစ်တယ်လို့ပါပဲတကယ့်ကိုတိကျပြတ်သားလုံးပါပဲကျော်စောင်းဝင်းရဲ့ဆရာကလည်းညီမဖိုက်တာဖြစ်တဲ့ဖိုက်တာကြီးလှဝင်းနဲ့ရှင်ပြိုင်ထုတ်တက်ခဲ့ရပါတယ်လုံးဝဆရာတပည့်နှစ်ယောက်အနိုင်ပွဲတွေနဲ့ဆင်နွှဲခဲ့ကြတယ်တော်လေးပြောနေပုံရပါပြီအခုဆိုရင် ကျော်ဆောင်ဝင်းရဆရာဝိုက်သူကြီးကတော့မြန်မာလူမျိုးတွေကိုချစ်တယ်လို့မြန်မာလက်ဝေးမြန်မာလက်ဝေးဖိုင်တာတွေကိုလည်းအရန်ချစ်ခင်မြတ်လို့ပါတယ်ကျော်စွာဝင်းနဲ့တူတူအမြဲတမ်း online ပေါ်မှာစာနောက်ခက်တက်ကြသလိုစာနောက်ကြတာတွေတင်တက်ကြသလိုသူတို့ကတကယ်ကိုလည်းညီကိုရင်းလို့ချစ်ချစ်ခင်ခင်နဲ့သူတို့ကဖြတ်တန်းခဲ့ကြတာတွေ့ရပါတယ်။ချို့သူတွေဆိုရင်တော့တို့မြန်မာလူမျိုးတွေကိုထန်ရှင်းရှာနေတယ်လို့ပဲဆိုပြီးတော့သူတို့ဆယ်လီဖြစ်ဖို့အတွက်ဝင်ဝင်ရှာခြင်းလို့ဆိုပြီးတော့ညညာတွေကျော်စွာဝင်းကိုတင်ပေးသလို တကယ်ကိုစိတ်ထမှန်မှန်နဲ့ပေါင်းသိမ်းခဲ့ကြတာကိုသူတို့ပြသခဲ့တာမှန်ပါပဲပြည်သက်တွေရောဘလို့မြင်လဲကဲသူတို့နှစ်ယောက်ကတော့တကယ်ကိုပွဲဦးကတော့အရန်လှသွားပါပြီဒီထက်မကအောင်မြင်ကြပါစေနော်ဟိုသူကလည်းကြော်စော်ဝင်းတို့ပွဲ